ဘာယာဒီဥဒုပြောင်းလဲမှုဆိုကြိုအရကဒေတာခန္ဓာရေးရှိမှလားအခိုင်ကံရုတ်တဲ့ဟာမြန်မာနိုင်ငံရဲ့အနောက်ဘက်မှာဖြူလွတ်လွတ်တဲတောင်ပြင်တွေမြန်မာမဲညိုကြောက်ဆောင်ကြီးတွေလေယူရာရိတ်နှုတ်ဆက်နေတဲ့စီဥပ္ပန်တန်းတွေနဲ့အနာတက်အလှဆင်တာကတဘဝပကြီးကားကြီးဘမှာတင့်တယ်လှပလွန်းစွာတည်ရှိနေပါတယ်အဲ့ဒီပြင်အပြာရင်ရောင်ရည်ပြင်ကြီးမှာညောနေတဲ့အစင်းအောင်တတော်ကြီးတွေလိုတည်ရှိနေတဲ့ဒီရတော်အုပ်တွေကလည်း ရခိုင်ကမ်းရိုးတဲ့ရဲ့တံပိုးဂုံကို ပို့တိုးစေပါတယ်အဲ့ဒီရခိုင်ကမ်းရိုးတဲ့မှာလူနေထိုင်တဲ့ကျွန်းပေါင်း63ကျွန်းနဲ့လူမနေထိုင်တဲ့ကျွန်းပေါင်း50ကျွန်းစုစုပေါင်း144ကျွန်းချီပြီးဖယုံကကျွန်းနန္ဒာကျွန်းနဲ့ကြည်ကျွန်းတို့မှာထင်ရှားတဲ့ကျွန်းတွေပင်ဖြစ်ပါတယ်ရခိုင်ကမ်းရိုးတဲ့တစ်ချောင်းကျွန်းတွေပေါ်ကတဘောဝတော်တောင်တွေလမုံတော်ကြီးတွေဟာဘင်္ဂလားပင်လယ်အော်ကတိုက်ခတ်လာတဲ့လေပြင်းနဲ့မုန်တိုင်းနဲ့ရေလိုင်းနဲ့တွေကိုအကာအကွယ်ယူဖို့ တဘောဝတရားကဖန်တီးပေးထားတဲ့ဒတိုင်းကြီးတွေပင်ဖြစ်ပါတယ်။အဲဒီလိုတဘောဝတရားတွေရောင်းတစ်တယ်လှပနာမည်ကြီးသလိုတဘောဝဘေးဒဏ်တွေကိုလည်းတခြားဒေသတွေတဲပုံမဆိုးဝစွာကြုံတွေ့ခံစားရရမှုရခိုင်ကန်ရိုးတဲ့ဟာခက်ဆက်ဆက်မှာကပ္ပရာတိဥဒုပြောင်းလဲမှုဒဏ်တွေကို အလူးလေးခံစားကြုံတွေ့ရင်ဆိုင်ခဲ့ရရင်ဆိုင်နေကြရဆက်ဖြစ်ပါတယ်။ဒါပေမဲ့၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုနဲ့အတူလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပေါ်နေတာမို့ တဘောဝပဝင်းကျင်ထိမ့်သိမ်းရေးအဖွဲ့တွေရဲ့လုပ်ငန်းတွေဟာလည်းလုံးဝရဆိုင်နေရတဲ့အခြေအနေကိုဖြစ်သွားစေတယ်လို့ဒေတာခန်တွေကဆိုကြပါတယ်ဒီတော်တွေဘာကြောင့်အရေးကြီးတယ်လဲရခိုင်ကမ်းရိုးတန်းမှာတဘောဝလက်ဆောင်ဒီတော်တွေဟာတဘောဝအတိုင်းပောက်ရောက်တည်ရှိနေကြပါတယ်အဲ့ဒီဒီတော်တွေဟာကမ်းခြေနေဒေတာခန်တွေအတွက်အတမွေဝန်ကြောင့်ငါဖန်လုပ်ငန်းတွေအတွက်သာမကနေအိမ်ဆောက်လုပ်ဖို့နဲ့လောင်စာအတွက်ပါမိကိုအားထားရလဲဖြစ်ပါတယ်ဒီတော်တွေဟာလူတွေရဲ့ လူမှုဘဝမှာစာနေခါလောင်စာစေဘဝင်အစာအတွက်အသွင်ဝင်နေတယ်လို့ဆိုင်ကလုံးမူတိုင်းဆူနာမီတို့တဘဝဘေးအန္တရာယ်တွေကနေလူအသက်တွေကိုကယ်ဆယ်ပေးနေပါသေးတယ်။မြန်မာနိုင်ငံမှာ2006ခုနှစ်မေလကတိုက်ခတ်ခဲ့တဲ့အပြင်းထန်ဆုံးနာဂက်မူတိုင်းဝင်ရောက်တုန်းကဧရာဝတီမြဝကျွန်းပေါ်ဒေသကဒုံကနိကျွိုင်းနဲ့မိမလကျွန်းဘေးမဲ့တော်တွေကြောင့်လူပေါင်းများစွာအသက်ရှင်တန်ခွင့်ရရှိခဲ့တဲ့တာရကတွေရှိခဲ့ပါတယ်။မုံတိုင်းတန်ဘူး နစ်စင်နေပါခံစားကြုံတွေ့နေကြရတယ်။ရခိုင်ကမ်းရိုးတန်းမှာလည်းပြင်းထန်တဲ့မုန်တိုင်းအချိန်ဟုန်ကို DA တော်တွေကယောနယ်တော်စီပြီးအသက်အိုးအိမ်စီစဉ်နေကိုထိခိုက်မှုနဲ့အောင်တဘောဝအလျောက်တားဆီးပေးခဲ့ပါတယ်။အဲ့ဒီပြင်ကဘာကြီးကိုပူနွေးစေတဲ့ကာဗွန်နိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုလည်းကမ်းရိုးတန်းမှာပေါက်တဲ့လမုန်ပင်တွေကပူမိုဆုပ်ယူနိုင်တယ်လို့ဆိုပါတယ်။ DA တော်တွေကိုအပူပိုင်းနဲ့အပူသမားပိုင်းဒေသကံရုံထဲတွေမှာတွေ့ရပြီး မိုင်ပေါင်း1300ကျော်ခြေလာတဲ့မြမကန်ယိုတန်တချောင်းအီယော်ဝတီမြဝကျွန်းပေါ်ဒေတာရခိုင်ကန်ယိုတန်ဒေတာနဲ့တနင်းတာကြီးကန်ယိုတန်ဒေတာတွေမှာအများပြတ်တွေ့ရှိရပါတယ်မြမဒီတော်တွေဟာကပ္ပဒီတော်အေးရစုစုပေါင်းရဲ့သုံးတသမ300ခိုင်လုံးချီပြီးဒီတော်အေးရတပန်း2340 2190ဧကပေါရောက်နေတယ်လို့ War Mangro Atlas ရဲ့2010ခုနှစ်စင်းမှာဖော်ပြထားပါတယ်အဲဒါကြောင့်မြမဒီတော်တွေဟာအာချဒေတာမှာတတိယအများဆုံး ကဘာပေါ်မှာတတမမြောက်အများဆုံးဒီတော့ပေါရောက်တဲ့နိုင်ငံဖြစ်တယ်လို့လဲဆိုပါတယ်ဒီတော့ဧက၄သိန်းကျော်ရှိတဲ့ရခိုင်ကံရိုးတဲမှာကြောက်ဖြူခရင်ရံပဲမြို့နယ်အတွင်းကြောက်တဲ့15ဒီတော့ကျွိုင်းကို1930ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီးဧက9600ချက်ကရှိပါတယ်အဲ့ဒီပြင်ရခိုင်ကံရိုးတဲ့ဒေသကပြုံးပြီးတော့တဲ့ဒီတော့နေရာတွေမှာဒေသခံပြည်သူအစုအဖွဲ့ပိုင်းတတော်စိုက်ခင်းကို မြန်မာတတော်မူဝါဒ1995နဲ့အညီတီထောင်ပေးသောဖို့စီစဉ်ထားချီတယ်လို့လည်း NLD အစိုးရပြည်ထောင်စုဝန်ကြီးကပြောဆိုခဲ့ပါတယ်။အဲ့ဒီ 15DA တော်ကြီးဟာအချစ်တောင်အချက်မှာဒုတိယအကြီးဆုံး DA တော်ကြီးလည်းဖြစ်ပါတယ်။အဲ့ဒီ 15DA တော်ကြီးမှာလင်းပိုင်မျိုးစိတ်တွေနဲ့ချက်ပါငမျိုးစိတ်တွေကိုလည်းတွေ့ရသလိုဒုတိယကဘာဆက်ကာလာကဘာကျော်လမုန်ကောကြီးလည်းဖြစ်ပါတယ်။ 15DA တော်တည်ရှိတဲ့ရံပီကျွန်းအေးဟာ920 student mile ရှိပြီးစစ်တွေတောင်ဘက် mile 80အကွာမှာတည်ရှိပါတယ်။ဒါပေမဲ့ကဘာကျော်ရံပေကျွန်းပေါ်ကလမုန်တော့ဟာလက်ရှိမှာတော့အတားအဆီးမရှိတခိုးထုတ်သူတွေကြောင့်ဒီတော့အေးရလဲထဝက်မကပျောက်ဆုံးခဲ့ရပြီးမင်းချောင်းကြီးတွေကိုလည်းမတွေ့ရတော့ဘူးလို့ဒေတာခန်တွေကဆိုကြပါတယ်2020တဆက်အာနာတိမ်ပိနောက်ပိုင်းမှာ15ဒီတော့ကိုထိမ့်သိမ့်မှုမရှိသလိုဖြစ်တော့ပြီးတရားမဝင် ခုထုတ်သူတွေပိုများလာနေတယ်လို့လည်းဒေတာခန်တွေကဆိုကြပါတယ်အဲ့လိုအတားအဆီးမဲ့တခိုးထုတ်မှုကြောင့်ဒီတော့ပျက်စီးလာတဲ့အနေအထား လိုင်းတဲ့လေတံကြောင့်15 DDG ကိုဖျက်ဆန်းဖောက်လုပ်ထားတဲ့ကြောက်ဖြူရံပဲမအီကားလမ်းမှာလည်းပစ္စည်းသွန်းနိုင်တယ်လို့ဒေတာခန်တွေကဆိုကြပါတယ်အာနာဘိုင်းတွေကချစ်တီရရောက်တာစီကကွဲတာမရှိလို့ DDG ထင်းသိမ်းရေးလှုပ်ဆောင်နေသူတွေနဲ့ဒေတာခန်တွေစူပေါင်းပြီး15 DDR စောင့်ချောက်ကာကွယ်ထင်းသိမ်းရေးကော်မတီတခုကို2020ခုနှစ်စတင်ဘာလ29ရက်နေ့ကဖွဲ့စည်းခဲ့ပါသေးတယ်။အဲ့ဒီကော်မတီက15 DDR မှာ တရားမဝင်တက်ထုတ်လုံးမှုလောင်စာထင်းမိသွေးထုတ်လုံးမှုကိုတက်နိုင်သလောက်ကာကွယ်ခဲ့ကြပါတယ်။ရခိုင်မှာငါးပစုံကန်တွေတူဖို့ခဲ့တာ၊စာကွင်းဖော်ထုတ်ခဲ့တာ၊စိုက်ပျိုးမြေတိုးရှိခဲ့တာ၊မင်းသွေးဖို့ဖို့တပင်ခုတ်တာတွေကြောင့် DA တော်များစွာပြစီခဲ့ရပြီး DA ရောက်တော်တွေဧက၄သိန်းကျော်ချိနေကြသေးတယ်လို့ဆိုပေမဲ့အများစုမှာခုတ်လွန်တော့ပြက်ဖြစ်နေတယ်လို့ DA တော်ထင်းသိမ်းရေးလှုပ်ဆောင်သူတွေကဆိုကြပါတယ်။မင်းသွေးဖို့ဖို့အုပ်ဖို့ဖို့အတွက်ချင်းစောတွေကို အတုံပြူပြီး နေ့စဉ်လမုန်ပင်တွေကိုခုံနေတာကဒီတော်တွေပစ္စည်းမြန်စီတွေလို့ပညာရှင်တွေလစ်လာသူတွေကထောက်ပြပြောဆိုကြပါတယ်မြန်မာနိုင်ငံမှာလမုန်ဝင်တွေရွာသွားကြတဲ့အကြောင်းရင်းတွေမှာယာဒီဥဒုကြောင့်နဲ့လူတွေရဲ့မစင်မချင်းခုတ်ထွင်ခြင်းနှင်းမှုတွေကြောင့်လို့ပညာရှင်တွေကထောက်ပြပါတယ်ကဘာယာဒီဥဒုပြောင်းလဲတရားမှုခံစားလာရတဲ့ရခိုင်ကဲရုံနဲ့ကဘာယာဒီဥဒုပြောင်းလဲမှုတံကိုခံစားရတဲ့နိုင်ငံတွေတဲ့ကအခံစားရဆုံးနိုင်ငံတွေမှာမြန်မာနိုင်ငံပါဝင်ပါတယ်အဲ့ဒီမြန်မာနိုင်ငံတွေမှာ ရခိုင်တနင်္သာရီနဲ့အီယာဝတီမြဝကျွန်းပေါ်ဒေသကမုံတိုင်းတံကိုပူခန်းစားကြုံတွေ့ကြရပြီးမြန်မာနိုင်ငံအလဲပိုင်းဒေသမှာမိုးခေါင်ရေချမှုတံကိုခန်းစားကြရတယ်လို့မြန်မာပြည်မြောက်ဘက်ပိုင်းမှာလည်းရေဘေးတံကိုခန်းစားကြုံတွေ့ကြရပါတယ်။ရခိုင်ကဲယွန်းတန်းဒေသဟာနှစ်စင်လိုလိုမုံတိုင်းတံကိုခန်းစားကြုံတွေ့ကြရပြီးဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့မုံတိုင်းအလုံးတံကိုဒါရိုက်ဖြစ်စေတွယ်ဝိုက်ဖြစ်စေခန်းစားရလေရှိပါတယ်။၂000ပြည့်နဲ့မတိုင်မီကမုံတိုင်းဟာ ြင်းပြတုံးနှက်မှာတစ်ချိန်လောက်ဖြစ်ခဲ့ပြီမယ်ခုနောက်ပိုင်းမှာနှစ်စင်လိုလိုမုန်တိုင်းဘေးတံကိုခန်းစားကြုံတွေ့လာကြရပါတယ်ရခိုင်ကန်ရိုးတံကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မုန်တိုင်းကြီးတွေဘင်္ဂလားပင်လယ်အော်မှာ1689ခုနှစ်မှာ2005ခုနှစ်အတွင်းမုန်တိုင်း 1440ချက်ချင်းဖြစ်ပေါ်ခဲ့ပြီးမြမကံရုံတန်းကိုအချင်း70ဝင်ရောက်ခဲ့တယ်လို့အာချဒေတာ2010ဂျွန်မှာတဘောဘေးကျူတင်ပြင်ဆင်ရေးဌာနကထုတ်ဝေခဲ့တဲ့မြန်မာနိုင်ငံ၏တဘောဘေးများအကြောင်းစာအုပ်မှာမိုးလေဝသမှတ်တမ်းတွေကိုကိုးကားရေးသားထားပါတယ်။အဲ့ဒီထဲမှာ1936ခုနှစ်ဧပြီလမှာတိုက်ခတ်ခဲ့ပြီးလူဦးရေတထောင်ခန့်သေဆုံးခဲ့တဲ့ကြောက်ဖြူမူတိုင်း1968ခုနှစ်မေလမှာလေတိုင်နှုန်းတနအီမိုင်80မှာ တရားထိတက်ခဲ့ခဲ့ပြီးလူဦးရေ1038ဦးသေဆုံးခဲ့တဲ့စစ်တွေမုန်တိုင်းတွေဟာရခိုင်ကမ်းရိုးတွေကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတမိုင်မှာအပြင်းထန်ဆုံးမုန်တိုင်းတွေဖြစ်ခဲ့ပါတယ် အိုင်နောက်ပိုင်း2004ခုနှစ်မေလမှာတနာယီ105မိုင်လုံးတိုက်ခတ်ခဲ့ပြီးလူဦးရေ226ဦးသေဆုံးခဲ့တဲ့စစ်တွေမြေပုံမူတိုင်း2008ခုနှစ်မေလမှာစစ်တွေအနေမှာတနာယီမိုင်80ခန်းတိုက်ခတ်ခဲ့ပြီးလူဦးရေ262ဦးသေဆုံးခဲ့တဲ့အာကာရှီမုန်တိုင်းနဲ့2010ခုနှစ်အောက်တိုဘာမှာတနာယီမိုင်120နှုန်းဖြင့်တိုက်ခတ်ခဲ့ပြီးလူဦးရေ45ဦးသေဆုံးခဲ့တဲ့ခီးမုန်တိုင်းတွေဟာလည်း အင်အားပြင်းမူတိုင်းတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်မေလမှာတနာယီ138မိုင်လုံးတိုက်ခတ်ခဲ့ပြီးလူဦးရေ140ချဦးသေဆုံးခဲ့တဲ့မိုခါမုန်တိုင်းကတော့မြန်မာတမိုင်းမှာအပြင်းထဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းဝင်သွားပါတယ်။အဲ့လိုဆိုင်ကလုံမုန်တိုင်းတွေဝင်ရပါလမ်းကြောင်းမှာကြာရောက်နေတဲ့ရခိုင်ပြည်ရိုးတဲ့ဟာယာဒီဥဒုပြောင်းလဲမှုတံကိုဓာတ်ရိုက်ခန်းစားကြုံတွေ့လာရတဲ့ဒေတာဖြစ်ပါတယ်။ကြောင်ထိုးခံထားရတဲ့စီမံချက်တွေရခိုင်ကမ်းရိုးတဲ့ဟာမုတ်တုံယာဒီဥဒုမျိုးဖြစ်ပြီးမိုးမြတဲ့ဒေတာဖြစ်တယ်လို့ အပူအအေးမပြင်းထန်ပေမဲ့အပူဆုံးလမှာမေလဖြစ်ပြီးအအေးဆုံးလမှာဇန်နဝါရီလဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့မုန်တိုင်းကြောင့်နေအိမ်တွေပျက်စီးတာတွေရေကြီးတာတွေကိုနှစ်ဆင့်ကြုံတွေ့ကြရပါတယ်။ရခိုင်ပြည်တွင်းတက်ရောက်ခဲ့တဲ့တဘောဘေးအန္တရာယ်တွေက2014 2016 2019ခုနှစ်တွေမှာမိုးကြီးရေကြီးတာတွေဖြစ်ခဲ့ပြီးယခုနှစ်2024ဩဂုတ်လဆက်မှာလည်းမိုးကြီးရေကြီးတာ ဖြစ်ခဲ့ပါသေးတယ်။မုန်တိုင်းတွေဟာ မိုးဦးနဲ့မိုးနောက်ကာလတွေမှာအဖြစ်များပြီမယ်တခါတရံမိုးလေကာလတွေမှာလည်းတိုက်ခတ်တတ်ပါတယ်နေမိုင်းနေရာဒေသမှာမိုးတိထန်စွာရွာသည့်ရင်ညချောင်းတွေကိုမိုးရေစီးဝင်လာတာကြောင့်အနိုင်ပိုင်းနဲ့ဆက်ဆက်နေရာတွေမှာလည်းမိုးတိထန်နေခြင်းဆိုင်ကလုန်းမုန်တိုင်းတက်ခြင်းဒီရင်မြင့်ချိန်နဲ့ညရေကြီးချိန်တွေမှာရေလွန်မှုမှုဖြစ်ပေါ်စေပါတယ်ရခိုင်မှာတက်တော်ဖုံးလွန်တဲ့ area 46.6လေးရခိုင်နှုန်းချီပြီးတက်တော်ကျွိုင်း area နှစ်တန်းတသိန်း3000တရ69အေကရှိပါတယ် တတော်ကျွိုင်း36ခုရှိပြင်မယ်လူရီတိုးတက်လာမှုနဲ့အတူတတော်ကျွိုင်း area တွေမှာကျူးကျော်ဝင်ရောက်မှုကြောင့်ဧက95513ခန်းပစ္စည်းမှုကြုံတွေ့နေရပါတယ်တခိုင်တည်းအတွင်းကမ်ဘာပြူရာနေပါရီ DA တော်ဒီစိုက်ပျိုးထိမ့်သိမ့်တာတွေဆောင်ရွက်နေပြင်မယ်ကျိုးဝိုင်းကျိုးပြင်ကာကွယ်တော်တွေတမတ်ထားတာမရှိတာကြောင့်မြို့နယ်တွေရဲ့တဘဝပတ်ဝန်းကျင်အနေထားတွေဟာပုံစံမျိုးစုံ နီးမျိုးစုနဲ့ထိခိုက်ပျက်စီးနေတယ်လို့2019ခုနှစ်စတင်ဘာလမှာအတည်ပြုရေးဆွဲခဲ့တဲ့ရခိုင်ပြည်တဘဝ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်မှာဖော်ပြပါရှိပါတယ်။တဘဝပဝင်းကျင်ထိန်းသိမ်းတဲ့လုပ်ငန်းနဲ့ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တဘဝဘေးတွေကိုလူထုပေါ်ဩဇာကြီးတဲ့အဖွဲ့အစည်းလူထုကအားကိုးယုံကြည်တဲ့လူမှုအဖွဲ့အစည်းတွေရဲ့တတိပိတ်ချက်တွေကလည်းထိရောက်မှုရှိပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံရေးအနေအထားကြောင့်ကြုံတွေ့နေရတဲ့အသက်ရှင်ရည်ရည်အတွက် ရုန်းကန်နေရတဲ့ပြည်သူတွေကိုတဘောကပဝင်းကျင်ထင်းသိရေးလုပ်ငန်းစဉ်ဟာဥစားပြီးအခန်းကဏ္ဍတစ်ခုဖြစ်မလာတော့ဘူးလို့တဘောကပဝင်းကျင်ထင်းသိရေးလှူရှားသူတွေကထောက်ပြကြပါတယ်။အရင်ဆိုရလက်ထက်ကရေးဆဲထားခဲ့တဲ့တဘောကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်တွေလည်းကြောင်ထိုးခံရတဲ့အနေအထားသို့ရောက်ရှိတော့တယ်လို့ဆိုကြပါတယ်။ဒီလိုအချိန်မှာတဘောကဘေးအန္တရာယ်အတွက်သက်ဆိုင်ရာဒေသမှာဩစာတက်ရောက်တဲ့အဖွဲ့အစည်းတွေရဲရွာကိုဥဆောင်တဲ့လူပုဂ္ဂိုလ်တွေရဲရွာလူထုအရက်ဖက်အဖွဲ့အစည်းတွေပြည်သူတွေကိုတည်င်းပေးတာ ဘေးလွတ်ရာချစ်ပြောင်းပေးတာနေရာချထားပေးတာဥညီကဲဆဲတာလူသားချင်းစာနာမှုပေးတာတွေကိုချိတ်ဆက်လှုပ်ဆောင်ရမယ်အနေထားသို့ရောက်ချီခဲ့ပြီဖြစ်တယ်လို့ဆိုကြပါတယ်မုံတိုင်းဖြစ်လာရင်စက်တက်ကအာနာသိမ့်လိုက်တဲ့2021ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးမနာတဲ့မြင့်တက်လာခဲ့တဲ့လူသားချင်းစာနာမှုအကျက်တဲတွေပုံမှန်နဲ့ချိုင်းလာတာနဲ့အမျှ2024ခုနှစ်ဟာအန်ရီရှိတဲ့အနေထားတစ်ခုမှာရပ်တည်နေတယ်လို့2023ခုနှစ် ီဇင်ဘာလ17ရက်နေ့ကထုတ်ပြန်တဲ့ UNOCH ရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။စစ်အာဏာသိမ်းပြီးနောက်17ရက်ဖြိုခွင်းမှုရောက်တနိုင်ကလုံးတော်လှန်စစ်ပွဲတွေဖြစ်ပေါ်နေပြီးတဘောကပတ်ဝန်းကျင်ထိမ့်သိတကြွလှုပ်ရှားသူတွေနိုင်ငံကနေထွက်ခွာသွားတာဖမ်းဆီးခံရတာနဲ့ပုံအောင်နေရတာတွေကြောင့် လူမှုကေဆေးရေးနဲ့တဘောကပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေလည်းနေပောက်ကုန်တယ်လို့ဆိုကြပါတယ်။မြန်မာနိုင်ငံမှာရခိုင်ပြည်ဟာဆွေရင်နေပောက်ဆုံးနဲ့လူဦးရေ အထူးထက်ဆုံးဖြစ်ပြီး အခြေခံနိုင်ငံရေးပဋိပက္ခရည်ချေခံစားနေရတဲ့ဆင်းရဲနှုတ်ပေါင်းမှုလူမှုပတ်ဝန်းကျင်မှာချင်လက်ခံထားရမှုရာသီဥတုဖောက်ပြန်မှုအကျိုးဆက်တွေနဲ့တဘောကဘေးအန္တရာယ်တန်ခံနိုင်ရစွန်းနေပါတာတမိုင်းကြောင်းရှိတယ်လို့လည်း UNDP ကဆိုထားပါတယ်လက်နက်ကင်ပဋိပက္ခအကြောင်းပြကစစ်ကောင်စီကရခိုင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကိုကန့်သက်တားဆီးတာလမ်းဘဲဆက်သွယ်ရေးဖြတ်တောက်ခံထားရတာနဲ့အင်တာနက်တယ်လီဖုန်းဆက်သွယ်ရေးတွေပြတ်တောက်နေတာကတည်င်းအချက်လက်တွေရရှိမှုကို ခက်ခဲတော့စေတယ်လို့ဝေဖန်ပြောဆိုကြပါတယ်။ဆက်အာနာသိပြီနော်လူမှုကယ်ဆယ်ရေးတွေတားဆီးပိတ်ပင်တာထိရောက်တဲ့တဘောအစီအမံတွေမရှိတာကြောင့်တဘောဘေးသင့်ပြည်သူတွေကအများဆုံးအတိဒုက္ခရောက်ရတယ်လို့ဆိုကြပါတယ်။လွန်ခဲ့တဲ့2023ခုနှစ်ကတိုက်ခတ်ခဲ့တဲ့မူခါမူတိုင်းကိုကြည့်မယ်ဆိုရင်တော့တာရကအနေနဲ့သိနိုင်တယ်လို့ဆိုကြပါတယ်။2023ခုနှစ် နေလ14ရက်မှာ အမြင့်ဆုံးလေတိုင်နှုန်းတနာယီ138မိုင်နှုန်းနဲ့မောခါဆိုင်ကလုန်းကြောင့်လူဦးရေပေါင်း140ချုပ်ဦးသေဆုံးခဲ့ရပြီးနေအဆောက်အဦတန်ဖိုးငွေကျပ်922ဘီလီယံရှိတယ်လို့ထုတ်ပြန်ကြပါတယ်မောခါမုန်တိုင်းကြောင့်ရခိုင်နဲ့မြောက်ပိုင်းဒေသကလူပေါင်း9ဒသမ4သန်းမုန်တိုင်းတန်ခံရပြီး3ဒသမ2သန်းမှာလူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး OCHA ကမုံတိုင်းတိုက်ပြီးတုံ့ရကြ2023ခုမေ18ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်စစ်ကောင်စီကမုံတိုင်းတင့်ဒေသတွေကိုအကူအညီကယ်ဆယ်ရေးပေးပေးမယ် UN အပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုတားဆီးတာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတိတိယယောက်လှုပ်ဆောင်မပေးတာတည်င်းအချက်လက်ကိုပိတ်ပင်ထားတာမုံတိုင်းကိုအကြောင်းပြပြီးနိုင်ငံရေးအမျက်ထုတ်တာတွေကိုညင်ပြေခဲ့ရတယ်လို့ဝေဖန်ပြောဆိုနေကြပါတယ် မောခမုန်တိုင်းနောက်ပိုင်းခန်းစားကြုံတွေ့ကြရတဲ့အကျက်တွေတွေနဲ့အတူစားနေရေးခါမဖူလုံတာဂျမ်းမာရေးစနစ်အကျက်တွေဖြစ်တော့တာပညာရေးစနစ်ပြတ်တောက်တော့တာညစာတော့ပြည်သူတွေကကြောက်လန့်မှုကြားကနေဘေးလက်ရွာကိုတိမ်းချောင်ထွက်ပြေးနေကြရတာစတဲ့စိန်ခေါ်မှုတွေကလည်းအခြေအနေကိုပုံမှုဆိုးဝါးစေတယ်လို့ UNOCHR ရဲ့မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးလုပ်ငန်းက2023ခုနှစ်ဒီဇင်ဘာလမှာဖော်ပြခဲ့ပါတယ်။ဒီအတော့တွေပြည်စည်းမှုမြန်ဆန်လာတာ ဒေသတွင်းစစ်ပွဲတွေနဲ့တဘဝပတ်ဝန်းကျင်ကို ထိတိရရောက်ကာကွယ်မှုမပေးနိုင်တာတွေကလည်းယာဒီဥဒုပြောင်းလဲမှုရဲ့အကျိုးအဆက်တဘဝဘေးအန္တရာယ်ကိုဒေသခံတွေအရင်ကတည်းကပိုခံစားကြုံတွေ့ကြရမယ်လို့အခြေအနေဖြစ်တယ်လို့လည်းဆိုကြပါတယ်။အဲဒါကြောင့်လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်နေတဲ့အရခဒေသတို့ဆိုင်ကလုန်းမူတိုင်းဝင်ရောက်လာရင်ဒေသခံပြည်သူတွေဆိုးဝါးတဲ့ဘေးဒုက္ခကိုဖြစ်နိုင်စေတယ်လို့လစ်လာသူတွေကတုံ့တက်နေကြပါတယ်။အရခဒေသကမြို့အများစုကိုအရခတက်တော် AA က တိုက်ခိုက်သိမ့်ပိုက်ထိန်းချုပ်ထားပြီးပြည်내မြို့တော်အပါဝင်မြို့နယ်အ ਨੇ ငယ်ကိုစစ်ကောင်စီကခုခံကာကွယ်နေရတဲ့အနေအထားဖြစ်တယ်လို့အရကပြည်သူတွေကဆိုကြပါတယ်ရခိုင်တက်တော့အေးမှာတဘောကပဝင်းကျင်ထင်းသိင်းရင်နဲ့ပတ်သက်လို့မွန်ဝါဒတွေရေးဆဲထားသလားဆိုတာအစီတက်ဖြစ်တာမလို့ဘူးတားမြစ်ထားတဲ့ထုတ်ပြန်ချက်တွေထုတ်ထားတာကိုတွေ့ရပါတယ်ဒါအပြင်တဘောကဘေးဖြစ်တဲ့မုံတိုင်းတိုက်ခတ်တာရည်ကြီးတာဖြစ်ရင်အရေးပေါ်ကူညီကေဆယ်ရေးတွေကိုတက်တော်ကလုံနေတာတွေကိုတွေ့ရပြီး ကူညီထောက်ပံ့ရေးကော်မတီတခုဖွဲ့စည်းထားတာကိုလည်းတွေ့ရပါတယ်။အဲဒီလို ကပ္ပရာသီဥတုပြောင်းလဲမှုစိုးကျို့ကိုအရက်ကဒေတာခန္ဓာရဲ့ချီစီဖို့အရက်ကဒေတာတခုလုံးကိုအပိသက်တိုက်ခိုက်သိမ့်ပိုက်ထင်းချုပ်ပြီးစီမံအုပ်ချုပ်မဲ့အရက်ကတက်တော်အေးအေးမှာကပ္ပရာသီဥတုပြောင်းလဲမှုကိုကျူးတင်ကာကွယ်မဲ့အစီအမံတွေရေးဆွဲရှိနေမှာအရက်ကဒေတာခန္ဓာရဲ့ရှိမလို့တဘောကပဝင်းကျင်ထိမ့်သိမ့်ရေလှုပ်ရှားသူတွေကတုံ့ပြန်ပြောဆိုကြပါတယ်